ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်နယ်ဖားကန့်မြို့နယ်လွန်ခင်းအုပ်စုကငင်းကျန်းတာယာရက်ွက်မှာစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့ drone လက်နက်ကြီးပောက်ကွဲပြီးခလီ၄ယောက်အပါအဝင်အရဲသားပြည်သူ၉ယောက်သေဆုံးသွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ခွန်စာကုန်းဖုန်ကြီးကျောင်းနဲ့ကျေးဇူးတော်ဖရာကျောင်းကြားကရန်ကုန်တောင်နေရာကိုစစ်ကောင်စီတပ်ကရေဝေရှက်ရှိရှိလက်နက်ကြီးနဲ့တိုက်ခတ်ခဲ့တာကြောင့် ပောက်ကွေးပြီးနေအိမ်တွေလေးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။တည်ဆုံသွားတဲ့အရသားတရှုဟာမိသားစုဝင်တွေ ဖြစ်ကြပြီးအသက်မပြည့်သေးတဲ့ကလေးလေးယောက်အမျိုးသမီးနှစ်ယောက်လေးပါဝင်နေလို့သိရပါတယ်။ပောက်ကွေးမှုဖြစ်စဉ်ဟာမနေ့ကည9:00နာရီဝန်းကျင်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအရသားပြည်သူတွေတည်ဆုံခဲ့ရတယ်လို့လူနေအိမ်အများပြားလေးမိလောင်ပျက်စီးသွားပြီးအကူအညီတွေလေးလိုအပ်နေတယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။ ပောက်ကွေးမှုပြင်းလွန်းတာကြောင့်အနီးအနားမှာရှိတဲ့နေအိမ်စေလုံးကျော်မိလောင်သွားပြီးနေအိမ်တွေထိကလူတွေပါသေဆုံးသွားခဲ့တာလို့သိရပါဗျ။ပောက်ကွေးမှုကြောင့်အပေါ်ကိုတက်လာတဲ့မိခိုးတွေကိုတွေ့ရပြီးကြောင်ရွံ့စိတ်နဲ့ငိုနေတဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့အတန်တွေကိုလေလူမှုကွန်ရက်ပေါ်ကဒေသခံတွေရဲ့ရုပ်သံမတန်တွေမှာတွေ့မြင်ရပါရဲ့ရှင်။